ကေးရဲ့ပြုံးလင် vlog 2ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ကေဘယ်ရီသွားမလဲ၊ကေသွားတဲ့နေရာမှာဘာရှိမလဲဆိုတာလိုက်ကြည့်ပေးကြပါဦး။ကေက hotel breakfast စားဖို့အတွက်သူ့မှာ barbecue တွေပါလဲရှောက်ပြီးတော့ကြည့်ပါမယ်။ hotel breakfast လေးက main dish တွေရော dessert တွေရောသူ့အနေနဲ့သူအမေရိအများကြီးတော့ပါပါရစေ။အပြင်ရောက်ရင်လည်းရှောက်သွားနေရင်လည်းစားကျင်နေဆိုင်တွေကအများကြီးပဲရှိနေသေးရဆိုတော့ hotel breakfast တွေမှာကြီးကအများကြီးတော့မစားဖြစ်ပါဘူး။ ကိုတဲတဲ့နေရာကို review ပေးဖို့အတွက်ကို breakfast ကကောင်းလားမကောင်းလားသိရအောင်အရသာလေးနည်းနည်းပပမြည်ဟိုစားတီစားပေါ့နော်စားချင်တာလေးရတော့ရွေးပြီးသွားပါပြီသူရဲ့ breakfast ကစားကြည့်လိုက်တော့ main dish တွေရောကိတိတ်မကြိုက်ပါဘူးအချိုပွဲလေးတွေရောမစိုးပါဘူးအခုကတော့ကေရိုကန်တော်ကြီးကိုသွားပြီးတော့ရှောင်းလည်မှာဖြစ်ပါတယ်နောက်ကျရင်ပူမဆိုးလို့နည်းနည်းလေးဆိုးပြီးတော့သွားဖြစ်တယ်ပေါ့နော်အဲ့တော့အထက်ထဲမှာအေးဆင်းဆင်းလေးနဲ့အရန်ကိုပဲပတ်လို့ကောင်းပါတယ် ဒီလိုနေရာမျိုးကိုလာရင်ဘက်ကီကားလေးနဲ့ရှောက်သွားတာကိုကေရတော့ပို့ပြီးတော့သဘောကျပါတယ်။နေရာအစုံလဲရောက်တယ်၊ခြေတော့လည်းမညောင်းတော့ဘူး၊နေလည်းမပူတော့ဘူးပေါ့နော်။ဓာတ်ပုံရိုက်ချင်တဲ့သူတွေပါရီအတွက်ကတော့အခုကပန်းပွဲတော့အချိန်မဟုတ်တော့ပန်းနေနေတော့လှမနေသေးဘူးပေါ့နော်ဒီဇင်ဘာဇန်နဝါရီလောက်ဆိုရင်တော့ပို့ပြီးတော့လှပါတယ်ဒီညလောက်အေးဆိုရင်ဘယ်တော့ကြရရရှိနေမှန်းတော့မသိဘူးကေဒီတစ်ခေါက်မှပဲရောက်ဖြစ်တာပေါ့နော် ကေအရင်တစ်ခေါက်လာတော့ဟာဆိုရင် February လာအရန်လဲအေးနေသေးရဲ့ပန်းကင်းနေရာလဲလီအများကြီးပဲခြေတီတောင်ပွင့်နေသေးရဲ့အဲ့နာလီမှာဆိုရင်လီအေးနေရာပဲအရန်လန်းလျှောက်လို့ကောင်းတယ်ပြုံးလျော်လေးကေမလာပြစ်ဘူးဆိုရင်လေတနှစ်ကိုတစ်ခါတော့တော့အမြဲလာပြစ်တယ်ပေါ့နော်ဒီမြောက်အုပ်စုနဲ့လေဒီတစ်ခါပဲတွေ့ဘူးသည်ရယ်ဒီမြောက်မလေးကိုပါတွေ့ကြည့်ပေးပါဦးအခုလို့စိမ့်စုနေရဲ့နေရာလေးမှာသချင်းလေးထိုင်နာထောင်ရတာလေအရသာတမျိုးပဲအစောရလေးကစင်နေနော်ပို့ပြီးတော့ကောင်းတာပေါ့နော် ။ဘက်ကီနဲ့လဲပတ်ပြီးပြီးလမ်းနေလဲလျှောက်ပြီးပြီးဆိုတော့အခုမောပြီးတော့ကော်ဖီဆိုင်လေးမှာခဏနားပါမယ်။ပြီးတော့နောက်တစ်နေရာကတော့ကေပိတ်ချင်းမြောင်သွားပြစ်ခဲ့ပါတယ်။နေ့လဲစားကိုလည်းကေပိတ်ချင်းမြောက်မှာပဲစားပြစ်ခဲ့ပါတယ်။အဲ့မှာကေရိုစားနေကြဆိုင်လည်းရှိလို့လေ။အဲ့ဆိုင်လေးကိုပြောပြရင်ကေဘလော့တသက်လေးတင်ပေးပါမယ်နော်။အခုမြင်တွေ့နေရတာကတော့ပိတ်ချင်းမြောက်မဟာနန္ဒမုံလိုင်ကူရော်ကြီးပါ။ အဝေးရောက်နေတဲ့သူပဲဖြစ်ဖြစ်မရောက်တာကြားတဲ့သူပဲဖြစ်ဖြစ်အဲဒါမှမဟုတ်မရောက်ဖူးသေးတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဖူးမြော်လို့ရအောင်ကြီးရှုလို့ရအောင်ကီတီချာလီရိုက်ပေးထားပါတယ်ပိတ်ချင်းမြောင်ထဲမှာရှိရဲကေလလန်းမိတလောက်ဖျားတွေကိုအဗလော့လေးတက်တက်ရိုက်ပြီးတော့တင်ပေးထားလीလည်းရှိပါတယ်အားလုံးပဲဝင်ရောက်ပြီးတော့ဖူးမြော်နိုင်ပါတယ်နော် ဒါဆိုရင် KF Vlog လေးရလဲရှင်နေပြီဆိုတော့ပြုံးလင် Vlog 3မှာပြန်ဆုံမယ်အားလုံးပဲ bye bye like and follow လေးလုပ်ခဲ့ပေးဖို့မမေ့နဲ့နော်